RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါ။ကိုဝင်းနိုင်ရဲ့အခုတော့တင်ဆက်မှတွေကိုထုတ်လွှင့်ပေးဖို့ပဲမှာလားရှင်။ဟုတ်ကဲ့ခင်ဗျ။ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာလူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်နေဆဲဖြစ်ပါတယ်။ဒီအခြေအနေကိုစစ်တွေမြို့မှာကိုတိုင်းတရင်သွားရောက်ယူနေတဲ့ RFA အဖွဲ့သားကိုကြကြအောင်ကိုဥတီအောင်ခိုင်ကမေးမြန်းထားပါတယ်ခင်ဗျာဒီနေ့စစ်တွေမြို့အခြေအနေကဘယ်လိုအခြေအနေရှိလဲခင်ဗျာကိုကြကြအောင်လိုက်ကြည့်သမျှပေါ့လေအခြေအနေလေးနည်းနည်းပြောပြပေးပါဦး ဟုတ်ကဲ့စစ်တင်နေတဲ့အခြေအနေကပြီးခဲ့တဲ့ရက်တရက်နဲ့ဆိုင်တာအစိုးဆုံးနေ့တစ်နေ့လို့ပြောလို့ရပါတယ်ခင်ဗျာလူတွေဟာလမ်းမကြီးတွေပေါ်မှာပေါ့နော်အဲဒါတွေနှမ်းနေမိနေနေပြီးတော့ဒီမှာမြို့မှာပတ်နေကြတာတွေ့ရပါတယ်လုံလုံကြီးကိုမြို့ကယူထားတဲ့သဘောမျိုးပေါ့လေတွေ့ရပါတယ်ဆိုတော့အဓိကကတော့ဒီလုံလုံကြီးနဲ့ပတ်သက်ပြီးတော့သူ့ရင်တော့ကရောက်နေကြတဲ့အနေအထားမျိုးပေါ့ခင်ဗျာဆိုတော့ရခိုင်မျိုးဆောင်လူငယ်များအဖွဲ့အစည်းဒီပြည်ညာချက်တွေဆောင်ထုတ်လိုက်တာတွေ့ရပါတယ်အဲ့ဒီပြည်ညာချက်ထဲမှာဆိုရင် ဒီဒီကြံချက်ကိုမြို့ပတ်ပြီးဝင်နေတော့ကျွန်တော်လည်းလက်ခံရရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအချက်မှာဗ ారి ရေးထားလဲဆိုတော့ခီရောက်တဲ့လုံခြုံမှုကိုပြည်နယ်အစိုးရဆိုတာတာဝန်ယူနိုင်ခြင်းမရှိသေးဘူးဆိုတာအချက်ကိုထောက်ပြထားတာတွေ့ရပါတယ်နောက်တစ်ခုကလုံခြုံမှုလုံးဝစိတ်မချရတဲ့ရခိုင်ရက်ွက်ဈေးဝါတွေကအပကျန်နေရာတွေမှာတဲ့မိမိကိုယ်ကိုကာကွယ်မဲ့အဆင့်ထက်လုံခဲ့တဲ့ဒုရှာမှုတွေမပြုလုပ်ကြဘူးသတိထားရမယ်ဆိုတော့လည်းတိုက်တွန်းရတာတွေ့ရပါတယ်ခင်ဗျဒီကနေ့မနေ့ပိုင်းမှာဆိုရင် ိုးသမားပန်းကျင်အနားမှာပေါ့လေဒီမျိုးလည်းမှာပဲဆနေသားအရွယ်မွတ်စလင်ကလေးငယ်တယောက်ကိုရခိုင်တွေကဖမ်းပြီးတော့ဆက်ဆက်လိုက်တာရှိပါတယ်ဒီကလေးကိုပေါ့နော်မွတ်စလင်ကမီရှိုးကိုဆွတ်လိုက်တယ်လို့သူကပြောတယ်ဒါကြောင့်ပဲသူကဆက်လိုက်ရတယ်လို့ပြောပါတယ်ခင်ဗျနောက်တစ်ခုကဒီစစ်တွေမျိုးနာဇီဆိုတာပေါ့နော်အစိုးဆုံးဖြစ်သွားနေတဲ့ဒေသတစ်ခုဖြစ်တယ်ဒီစစ်တွေဒီနောက်ကနာဇီဝါမှာရှိတဲ့ဒီမွတ်စလင်ကဒီမီရှိုးကိုဖတ်ပြီးတယ်လို့ဒါရဲအဖွဲ့ကကျွန်တော်အားရစီကိုပြောပါတယ်ရဲအရာပြပြပြောရတယ်ဆိုတော့ ဆိုတော့အဲ့ဒီမိချို့မှုကိုပေါ့နော်စစ်တပ်တို့ရဲတော်ကနေပြီးတော့အဲ့ဒီတွေကိုဝင်ပြီးမိစ္ဆာရတယ်လို့ပြောပါတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာဆိုရင်ဒီလိုကလင်အမျိုးသမီးတွေတကြီးရဲ့ဦးတွေခလေးငယ်တွေကိုဒီအစိုးရစစ်တပ်တို့ရဲတော်ကြီးချက်မှုနဲ့နေပြီးတော့ဒီဆယ်လေးဆောက်ချောက်မှုနဲ့နေပြီးတော့ဘူးမီရွာကို1500လောက်ပေါ့နော်စစ်တပ်ခွဲပြီးတော့ရှိသေးတယ်လို့ပြောတယ်ဒါမှမဟုတ်ဒီကနေ့ကတည်းကတန်တဲ့လောမှာကြားရတော့မပါဘူးလို့လည်းကျွန်တော်တို့မျက်မြင်လို့ပြောပါရစေ။ အခုမြင်ရတာတော့စစ်တွေမျိုးပိုက်တဲ့ရက်တရားသီးစုပိုက်တဲ့ရက်ကဒီမွတ်စလင်တွေနေခဲ့တဲ့အိမ်ယာမြင်ကွင်းတွေဖြစ်ပါတယ်အိမ်တွေကိုမိရှုပြီးတော့ထွက်ပြေးသွားကြတယ်လို့ပြောပါတယ်ဆိုတော့အများစုကတော့အခုမြင်ရတဲ့ကလတန်မြစ်ဘက်ကနေပြီးတော့လေစီပြီးထွက်သွားကြတယ်လို့သိရပါတယ်ခင်ဗျာဆိုတော့ဒီသူတို့မိရှုသွားတဲ့အိမ်တွေပေါ့နော်ဟိုရက်ွက်တွေတခြားရက်ွက်တွေကိုမကူးဆက်အောင်ဆိုပြီးတော့ဒေသခံရခိုင်တွေကနေပြီးတော့ ဟိုအိမ်တွေကိုမွတ်စလင်တွေရဲ့အိမ်တချို့ကိုဖြိုဖျက်တာကြီးလည်းရှိပါတယ်အဓိကရည်ရွယ်ချက်ကတော့ရက်ွက်ထဲမှာမီးမကူးဆက်အောင်ဆိုပြီးတော့ဗောလေသူတို့ကဖျက်ရတယ်လို့ပြောပါတယ်ခင်ဗျာအာနာပိုင်တွေကဘယ်လိုမျိုးအကူအညီပေးနေတယ်လုံညုံရေးဘယ်လိုတာဝန်ယူထားလဲအဲ့အခြေအနေလေးနည်းနည်းပြောပြပေးပါအောင်ခင်ဗျာအာနာပိုင်တွေကဒီမျိုးပတ်ပြီးတော့ဗောလေဟိုပြင်းနေတာတို့ဘာလို့ပြောရှိတယ်ဒါပေမဲ့သူကလို့မွတ်စလင်ရွာတွေတဲဟိုထဲထဲဝင်ဝင်ဖို့ဆိုတာတော့သူတို့မရှိဘူးဗောနော်ဆိုတော့ခုနကပဲကျွန်တော်ဒီနာဂီရွာကနေပြီးတော့ဘူးမီရွာကိုပြောင်းချွေတဲ့မှာပါတယ်မွတ်စလင် အမျိုးသားဥကျော်မင်းကဥအာဘလူးနဲ့ကျွန်တော်စကားပြောဖြစ်ပါတယ်ခင်ဗျာအဲ့တော့သူတို့ပြောတာကတော့သူတို့အခုသွားနေရတယ်ချင်းချင်းသွားနေရတယ်သူတို့တော့ကြည့်ရတယ်မရှိဘူးသားရတယ်မရှိဘူးပေါ့နော်အဲ့သူတို့ဒီကြောင်းချွရတယ်ဆိုတော့၄000လောက်သူတို့ကြောင်းချွနေရတယ်လို့ပြောပါတယ်အန်ဒါပိုင်းနောက်တစ်ခုကသူတို့အန်ဒါပိုင်းမင်းချွရတယ်နဲ့ပတ်သက်ပြီးတော့ပြန်နေဆိုးဆိုးနေချွရတယ်အဲ့ ဆိုတော့ခုနကဒီရက်တစ်ခွဲအရာရှိဒူးပြောတာပြီးတော့ဒီဆိုင်အကျိုးသားတွေပြောတာကဒီမိစုကဘုစင်တွေကသူကသူမိစုကိုဖက်ပြီးတယ်လို့ဒါဆိုင်မှာပြောကြတာရှိတယ်လို့ဒီဘုစင်တွေပတ်သက်တဲ့ခုနကဥပဒေပြောတာကဒီမိစုကအဲရခိုင်အကျိုးသားတွေချို့တယ်လို့ပြောပါတယ်ခင်ဗျလောလောဆယ်ဆိုလို့ရှိရင်ပေါ့ဒီစစ်တွေမြို့မှာပေါ့လေအဓိကအောက်စုနှစ်စုပေါ့လေရင်ဆိုင်ပြီးတော့တိုက်ခိုက်နေတာတဲ့ကို မီးရှို့နေတဲ့အနေအထားမျိုးတွေတွေ့ရတာလားဘယ်လိုပုံစံမျိုးတွေ့ရတာလဲခင်ဗျာမီးရှို့မှုတွေလည်းရှိတယ်နော်အပြန်နဲ့တတိပခိုက်တွေလည်းရှိတယ်ခင်ဗျာရွာသားရွာဘက်မှာဆိုရင်ဒီအဝေးပြေးကားတွေရှိတဲ့ရွာသားရွာဘက်မှာဆိုရင်မွတ်စလင်တွေကနေပြီးတော့တဲ့မျိုးပုံကိုဓာတ်နဲ့တက်ပြီးခုတ်တယ်လို့ပြောတယ်ခင်ဗျာ တော့ဒီရခိုင်ကကျွန်တော်စုပြရတယ်နောက်ဘက်မှာရခိုင်ကဖြစ်တိုးပြီးပြန်ထုတ်တဲ့အခါရခိုင်ကတော့အဲကအတာရီရကနီးမှာပေါ့နော်ဒီကဲနဲ့ဒီစစ်တကနေပြီးတော့ဝင်ထိမ့်လိုက်ရတယ်ထိမ့်လိုက်ရတော့ဒီအပြီးမှာပေါ့နော်ဒီပြစ်ပကအပြီးမှာဆိုရင်ရခိုင်မျိုးသားတစ်ယောက်ဒဏ်ရတယ်မင်းငံရွာဇာတိအသက်၄၀လောက်ရရှိတဲ့ကိုထားဖေးကတော့ထိဆုံးရတယ်လို့ပြောပါတယ်နောက်ဒီအခုကျွန်တော်တို့ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကတက်တူအနီးမှာဆိုရင်ဒီလုံချင်းရဲ့မုစလင်အပြန်အလှန်တိုက်ခတ်မှုကြောင့်စစ်သားတွေကဘယ်ရလို့ ပေါင်းမှန်တယ်ရလို့ဆေးရုံပို့လိုက်ရတယ်လို့ပြရပါတယ်ခင်ဗျာဆိုတော့အပြန်လန်ပြစ်ခတ်တယ်ဆိုတော့လေဒီမှာလက်နက်ကိစ္စတွေကပါလာပြီလေဆိုတော့မနေ့တုန်းကတည်းကကြားနေတယ်ဒီလက်နက်တွေမိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီအာနာပိုင်တွေကဘာများတရေဝင်ထုတ်ပေါ်ပြောတာများရှိပါလဲခင်ဗျာမနေ့ကဆိုရင်လက်နက်မိတဲ့အထက်မှာပေါ့နော်ဒီဘူရီရမနောတက်က UNDP ကလည်းက ုံးကြီးဟိုစီစဉ်အကြီးကဲပေါ့နော်ဒေါက်တာထောင်းအောင်အပြင်ပေါ့နော်သူရဲ့ဘာလို့လဲလက်နဲ့မြည်တယ်လို့ပြောပါတယ်အဲခိုင်းတဲ့ပတ်သက်တဲ့ဆန်ရဆန်ရနဲ့တွေ့ရလို့ပြောရပေါ့လေကျွန်တော်တို့အနာဂတ်ကြီးအကြီးကဲကမရပါမရသေးပါဘူးတဲ့ဒီနောက်တစ်ခုဒေါက်တာထောင်းအောင်ရဲ့တမိကိုမင်းကညနေပိုင်းမှာစစ်တွေ့လေးစိတ်မှာရန်ကုန်ထွက်အောင်နဲ့ဒီခီးကြီးမတိုင်ခင်လေးပါပေါ့နော်သူနဲ့အတူတခြား၃ယောက်ကိုအမျိုးသမီး၃ယောက်ကိုဆန်းနေလို့ကြီးကြတဲ့နိုင်ငံရပါတယ် လေးစိတ်ဝင်နေကြတော့ကျွန်တော်တို့တော့ရောက်မင်းလဲနေတာသူကဒီပြပြောရတယ်ခင်ဗျာသူတို့ရဲ့အစီအစဉ်အရနာမည်၁၆ရက်နေမှာပေါ့လေတနင်္ဂနွေလို့ဖိရှားမှုတွေလုပ်သွားမယ်ဆိုတဲ့တိုင်းစံတိုင်းလည်းနှစ်ပြီးလက်ချက်ပေါ့လေအနာဂတ်ကဖမ်းတယ်လို့ပြောပါတယ်ဟုတ်ဒီဖိနန်းဆက်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့အဲနိုင်ငံပိုင်းရတဲ့စစ်တွေမြို့မှာရှိတဲ့ဒီနယ်အစိုးရအဖွဲ့ရုံးကိုကျွန်တော်တို့ဆက်သွယ်ပါတယ်အဓိကတော့ဒီနယ်ဝန်ကြီးချုပ်နဲ့ပြည်ထောင်စုမြေမြန်ကွန်ရောက်ကိုကျွန်တော်တို့ကြိုးစားနေတာဒီကနေ့ဆို၃ရက်ရှိပါပြီဆိုလို့ဝန်ကြီးချုပ်ရဲ့ ဒီဒီနဲ့သူ့အဖက်ကတော့တာဝန်ရှိသူတွေကတော့ကျွန်တော်တို့အချိန်မီငင်းဆန်နေပါတယ်ဆိုတော့ဒီစစ်ကြီးကြတဲ့ဒရဲမှန်ကြီးထုတ်ပြန်လို့ဖြစ်လို့အခုတည်းကပြက်ကွက်နေစဲလို့ဒါထုံပြီးပြောလို့ရပါတယ်ခင်ဗျာလက်နဲ့တွေ့ရဆိုတဲ့ကိစ္စကတော့ဒီနဲ့အဆိုးအအဖက်တာဝန်ရှိသူတွေကတော့ကျွန်တော်တို့အတူတူထောက်ပါတယ်အမျိုးမျိုးခေါ်လို့တဲ့အရာရှိတူရပါတယ်အဲ့ဒီမှာတို့ကအရေးအတွက်ဘလောက်လောက်မိတယ်ဘာတွေမိတယ်ဆိုတာကိုပြောပါသေးလားခင်ဗျာအဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်ပြောလို့အဲ့ဒီအရာကြီးအမြင့်ဆုံးပါခင်ဗျာ ကိုကျော်ကျော်ကြီးကျေးဇူးပဲနော်အခုလိုရှင်းပြတာဟုတ်ကဲ့ကျေးဇူးပါပဲဦးကျော်ပဲ